င်္ဂလာပါအခဲအစပွိုင်းချန်ပီယံလိ16သင်းရှုံထွက်ပွဲစဉ်တွေရဲ့ဒုတိယအကြော့ပွဲစဉ်ပွဲကြိုသုံးသက်ချက်စီစဉ်နေပြန်လည်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခဲ host ကောင်းခန့်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိင်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်ကိုကြီးဒီတဲ့ counter order ချန်ပီယံလိရဲ့16သင်းရှုံထွက်အဆင့်မှာပါဒုတိယအကြော့ရောက်ရှိလာပြီးပထမအကြော့မှာလည်းရလက်လေးတွေကတဲကွဲခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာရောကျွန်တော်ဘယ်လိုပွဲကောင်းတစ်ပွဲကိုရွေးချက်ပေးထားမလဲဆိုတော့ပြပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကိုဒီထောက်ရွေးချယ်ပေးတဲ့ပွဲစဉ်ကတော့ Champions League 16သင်းအဆင့်ဒုတိယကြော့ပွဲစဉ်နေတဲ့အင်္ဂါနေ့ညမှာရှင်ပြိုင်ကစားမယ် Liverpool အသင်းနဲ့ PSG အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာ။လက်ရှိဒီနှစ်သင်းရဲ့ပထမအကြော့ပွဲစဉ်ကလည်းတော်တော်လေးကိုကြီးလို့ကောင်းခဲ့ပြီးတော့ဒါ PSG အသင်းကလည်း chance တွေအများကြီးရခဲ့ပေမဲ့သူတို့အနေနဲ့အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ဘူး။ Liverpool အသင်းကတော့ဒါရရှိတဲ့ chance ကိုအကောင်းဆုံးအသုံးချပြီးတော့ပထမအကြော့အဝေးကွင်းမှာကလေးကသူတို့ကနိုင်ပွဲတစ်ခုကိုဖော်ဆောင်ထားခဲ့တာဆိုတော့ဒီတစ်ခေါက်အိမ်ကွင်းမှာရော Liverpool အသင်းကဘယ်လောက်ထိလုပ်ပြနိုင်မလဲ PSG အသင်းကရောပထမအကြော့ရှုံးချွေးကိုပြန်ပြီးတော့ဆက်နိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေတဲ့အပြင်ဒီနှစ်သိန်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တွေနဲ့တူပဲစလိုက်ကြအောင်မင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို wise မှပံ့ပိုးပေးတာမျိုးအားကားစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်။အားကားစားပွဲစဉ်တွေကိုပုံမစိတ်လုံရှားစွာခံစားနိုင်မှုအတွက် 1A application နဲ့မှာ promo code အခရာနဲ့အခရာ swap ကိုအသုံးပြုပြီး အကောက်တစ်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတဲ့မြန်မာကျပ်ငွေအထိစုကြည့်ဖြစ်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလင့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးရှင်များမှာတစ်ဆင့်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေတိစိတ်ကြရအစီအမံဆုံးနှိမ့်နဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာ အားလုံးပဲကံကောင်းပါစေ အောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကွေဒီနေ့သင်ရဲ့ကျွန်တော်ရှေ့ရပွဲစဉ်တွေရလဒ်တွေကိုကြည့်မယ်ဆိုတော့နှစ်သိန်းလောက်ဒီညနေခြေဆောင်ပြထားတွေ့ရတယ် PSG ကလည်းကျွန်တော်လီဗာပူးနဲ့ပထမအကြော့သူတို့အိမ်ကွင်းပွဲစဉ်မတိုင်ခင်22ပွဲစတဲ့ရှုံးဝဲမရှိဘဲနဲ့သူတို့ကရပ်တည်နေကြတာကြဒါပေမဲ့ကျွန်တော်အိမ်ကွင်းမှာလီဗာပူးကိုအဖက်ဖက်ကအသာစီးရခဲ့တယ်ဆိုပေမဲ့လည်းလီဗာပူးအသင်းရဲ့အသီးကကုသမာအလက်ဆန်ဘေဂါရဲ့လက်ဆွမ်းပြမှုတွေနဲ့လီဗာပူးအသင်းရဲ့ကျွန်တော်ပွဲချိန်နောက်ပိုင်းမှာရရှိခဲ့တဲ့အခွင့်အရေးတစ်ချိန်ကနေတစ်ချိန်ဂိုးပေးလိုက်ရတဲ့အနေထားကြောင့်သူတို့ရှုံးဝဲတွေ့သွားတယ်ဒါပေမဲ့သူတို့ရဲ့ခြေဆောင်ပိုင်းနဲ့ကစားပုံအရာဆိုတော့အဲ့ပွဲမှာသူတို့ကပိုကောင်းခဲ့တာမှန်တယ်ဒါပေမဲ့ က်လက်ပိုင်းကတော့လီဗာပူးအသင်းအတားစီးရသွားတော့ကျွန်တော်တွေ့လိုက်ရတယ်ပေါ့တစ်ဖက်ကလီဗာပူးကိုပြောင်းကြည့်လိုက်လီဗာပူးကလည်းဒီအခုဆိုရင်နောက်ဆုံးပွဲစဉ်တွေအထိသူတို့ရဲ့ခြေစွမ်းပိုင်းကနောက်ဆုံး9ပွဲစတဲ့ရှုံးဝဲမရှိဘူးအဲ့ဒါပြင်မှာသူတို့ရဲ့အထက်ကကစားသမား line နဲ့၁၁ရောက်အပြည့်အစုံနဲ့ကန်တဲ့ပွဲစဉ်တွေမှာဆိုရက်လက်တွေတော်တော်လေးကောင်းတာတွေ့ခဲ့ရတယ်သူတို့အရင်ကစားသမားအချို့ကိုအုံပြုတဲ့အချိန်နေနဲ့ကျွန်တော်ဒီအရေးမကြီးတဲ့ပွဲကြီးမှာလာ rotation ရေလုပ်ပြီးအရင်ကစားသမားရဲ့တုံးတဲ့အချိန်တွေလောက်မှလာရက်လက်တွေကကျွန်တော်ရှုံးပွဲတွေတွေ့ရတာကျွန်တော်တွေ့ရတယ်ဗျ အထူးသဖြင့် Anfield မှာဆိုလေဘဝူအသင်းရဲ့ခြေစွမ်းမရတော်လေးတင်ကြီးနေတာတွေ့ရပြီးတော့နောက်ဆုံးခုနှစ်ပွဲစတိုက် Anfield မှာဆိုနိုင်ထားတယ်။ Anfield ကမှဆိုရက်လက်ကောင်းတယ်။ Anfield ကမှသူနောက်ဆုံးရှုံးခဲ့တာဒီရာသီအစပိုင်းက Tottenham Force ကိုတူဂူမရှိနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ပဲရှိတယ်ဗျ။ အဲ့ဒါအပြင်မှာအန်ဖီးမှာနောက်ဆုံးတည်ကြခဲ့တာလေမန်ချက်စတာယူနိုက်တက်တင်းနဲ့ရှင်ပြန်ကစားတဲ့ကျွန်တော်ပရီးမီယာလိဒုတိယကျောပွဲစဉ်မှာကျွန်တော်တဖုံ9စီနဲ့တည်ကြခဲ့တာအဲ့ပွဲပြီးတည်းကအန်ဖီးမှာတောက်လျှောက်နိုင်ပွဲတွေပဲဖော်ဆောင်ခဲ့တယ်။ဒါပေမဲ့ဒီကြိမ်တွေးမဲ့တဲ့ကတော့ PSG PSG ကလည်းပထမအကြော့ကခြေစွမ်းပိုင်းအင်းရဆိုတော့တော်တော်လေးကိုလေဘဘူးဒုက္ခပေးနိုင်တယ်တွေးရရဲဆိုပေမဲ့လည်းရက်လက်ပိုင်းအင်းရတော့ရှုံးသွားတာဖြစ်တဲ့ကြောင့်ဒီကြိမ်တွေးဆုံမှာအန်ဖီးကွင်းမှာ PSG အသင်းအနေနဲ့လေဘဘူးအသင်းရဲ့ကျွန်တော်ကစားပုံကိုကြော်ဖြတ်ပြနိုင်ပါမလား။ဒါမှမဟုတ်လေဘဘူးအသင်းရမယ်သူတို့ရဲ့အန်ဖီးရဲ့ရက်လက်ကောင်းတွေကိုဆက်ပြီးတော့တည်ဆောင်သွားမလား။အဲ့လေးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျ။ ဟုတ်ကဲ့ကိုလက်ရှိဒါကျွန်တော်တို့လီဗာပူးအသင်းအရောဒါနောက်ဆုံးခုနှစ်ပွဲဆက်တိုက်ကိုသူတို့အနိုင်ယူထားတာဖြစ်ပြီးတော့တစ်ဖက်က PSG အသင်းအရောဒါနောက်ဆုံးကျွန်တော်ချန်ပီယံလိရဲ့ပထမအကြော်မှာ16တင်းအဆင့်ပထမအကြော်လီဗာပူးအသင်းကိုရှုံးပွဲရရှိခဲ့တယ်အဲ့မတိုင်ခင်မှာဆိုရင်တော့သူတို့အနေနဲ့တောက်လျှောက်ဒါကျွန်တော်ရှုံးပွဲမရှိရတော်တော်လေးကိုကြာခဲ့တယ်ဗျဆိုတော့ဒီအနေထားတွေကြောင့်သူတို့ချန်ပီယံလိမှာရောဒီအဆင့်နဲ့သူတို့ထွက်ခွာသွားမလားဆိုတာကအဆုံးဖြတ်ဖြစ်လာမှာဖြစ်ပြီးတော့တစ်ဖက်ကလီဗာပူးအသင်းအရောသူတို့အိမ်ကွင်းမှာဘယ်လောက်ထိလုပ်ပြနိုင်နိုင်မလဲဆိုတော့တစ်ဖက်ကဒါကျွန်တော်တို့ချန်ပီယံလိမှာရောသူတို့နောက်ထပ်တစ်ဆင့်တက်လှမ်းဖို့အတွက်လီဗာပူးအသင်းအကောင်းဆုံး ြင်ဆင်လာမှာပထမအကြောင်းအလိုပုံစံမျိုးနဲ့ဆိုရရှင်တော့ဒါလေဘဘူးအသင်းကနိုင်ငံခက်ခဲသွားနိုင်ကြတော့ရှိတယ်ဗျဆိုတော့ PSG အသင်းကရောဒါကျွန်တော်ပထမအကြောင်းအဒါတို့ရှုံးနေခဲ့တယ်ဆိုရင်ပုံစံကောင်းတစ်ခုပြသနိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဆက်လက်တည်ဆောင်လာနိုင်မလားဆိုတာကစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကွေဒါလီဗာပူးအသင်းနဲ့ပရီးရှ်ဂျာမန်အသင်းတို့ကချန်ပီယံလီးဂ်ရဲ့ဒါကျွန်တော်16သင်းရှုံးထွက်အဆင့်မှာတို့ဒါပထမအကြောတွဲဆုံခဲ့ပြီးသွားပြီဆိုတော့ဒါရှေ့မှာလည်းတို့အနေနဲ့တွဲဆုံခဲ့မှုတာရှိတယ်ဒါ group stage တွေမှာတွဲဆုံခဲ့တယ်ဗျဆိုတော့ဒါရလက်တွေအရာကဘယ်အသင်းကပို့ပြီးတော့အားသာချက်တွေရှိနေလဲဗျ ဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းရဲ့ထိတက်တူးဆုံမူကြီးကအရင်ကတော့ကျွန်တော်ဒီအများကြီးမရှိခဲ့ဘူးဆိုရင်မဲ့လည်းပြီးခဲ့2018ခုနှစ်ကျွန်တော် Champions League ရဲ့ group stage မှာတွေ့ဆုံခဲ့တော့ဆိုရင်တော့ PSG က PSG သူ့အင်ကွင်းမှာဆိုနိုင်တယ် Liverpool ကသူ့အင်ကွင်းမှာဆိုပြန်ပြီးတော့နိုင်တယ်နိုင်ခဲ့တဲ့ပွဲစဉ်တွေမှာလည်းကျွန်တော်ဒီအပြန်အလှန်သွင်းကိုတွေနဲ့နှစ်သင်းပေါင်းသွင်းကိုက၃ဂိုးနဲ့အထက်မှာပဲကျွန်တော်တွေ့ခဲ့ရပြဒါပေမဲ့ပထမအကြော့မှာတော့ကျွန်တော် Liverpool တင်းရဲ့ PSG တင်းရဲ့အင်ကွင်းမှာတကူးကူးမရှိနဲ့သွားပြီးတော့နိုင်လိုက်တယ်ဒါပေမဲ့အဲ့ဒီပွဲမှာတကူးကူးမရှိဆိုရဲရလက်ပိုင်းတာဖြစ်သွားတာအမှန်ဆိုရင်ကျွန်တော်ဒီသွင်းကိုတွေကဒီထက်များများဆဆတွေ့ရမယ့်အနေအထားကျွန်တော်တို့ကြုံခဲ့ရတာပြ PSG ရဲ့ကစားပုံကတော်တော်လေးကောင်းခဲ့တယ်။ Liverpool ရဲ့ဒီ Arne Slot ရဲ့ Liverpool ရဲ့ဒီယာတီခြေစွမ်းမှု ဟိုကြည့်ရမယ်ဆိုရင် PSG အသင်းနဲ့ပွဲစဉ်ရလိုမျိုးကိုကျွန်တော်တို့ဘယ်ပွဲမှမှမတွေ့ခဲ့ရဘူးဗျကျွန်တော်တို့ Liverpool အသင်းရဲ့ပွဲစဉ်တွေကိုကြည့်ရှုတဲ့တောက်လျှောက်မှာဆိုရင်ပြီးခဲ့တဲ့ PSG နဲ့ပထမအကြော်က Arne Slot ရဲ့ Liverpool အသင်းဒုက္ခတွေ့ခဲ့တဲ့ပုံစံတော်တော်လေးကိုရှားတယ်ဘောလုံးပိုင်ဆိုင်မှုမှာရောကျွန်တော်ဒီ goal box ကန်သွင်းမှုမှာရောရရှိခဲ့တဲ့ chance creation တွေမှာ big chance တွေမှာ PSG တော်တော်လေးကိုအခွင့်အရေးများများဆဆရရှိခဲ့တာဗျဒါပေမဲ့လည်း Liverpool အသင်းရဲ့ကိုယ်သမား Alisson Becker ရဲ့တော်တော်လေးကိုကောင်းမွန်တဲ့ lesson နဲ့တည်ငြိမ်တဲ့ lesson တွေကြောင်းတာ PSG အသင်းအနေနဲ့တွင်းကိုမရရှိခဲ့တာပေါ့နော်အဲ့တော့ဒီတစ်ချိန် Liverpool အသင်းရဲ့ Anfield မှာတွေ့လာခြင်း PSG ကအဲ့ကျွန်တော်အိမ်ဝင်းမှာလို့လဲအိမ်ဝင်းအားသာ ချက်မရှိတော့ဘူးဒါပေမဲ့အင်ကွင်းကကစားပုံတိုင်းဆိုတော့လီဗာပူးတို့ကခက်ခဲလိမ့်မယ်ဒါပေမဲ့လီဗာပူးကလည်း ဒီလိုမျိုးထပ်ပြီးတော့အဖြစ်မခံတော့မယ်နဲ့ Amphi မှာသူတို့ Amphi ကွင်းရဲ့ပြည်သက်ကြော်နေအင်အားတွေ Amphi ရဲ့ atmosphere ကိုယူပြီးတော့တေချာပေါက်တော့ PH ကိုဒုက္ခပြန်ပြီးပေးမှာဗျအဲ့တော့ PH ရဲ့လေဒီပွဲစဉ်မှာထိန်းကစားဖို့တက်ဆိုင်တို့ဒီလေနိုင်ပွဲရရှိဖို့အတွက်လိုအပ်တယ်အဲ့ကြောင့်မို့သွင်းမှုတွေသွင်းမှုလွယ်တဲ့ကြောင့်မို့လို့တို့မှလည်းဖိအားတွေကများနေတဲ့အချိန်မှာအပြန်လည်သွင်းမှုတွေပြန်ပြီးတော့တွေ့ရတဲ့ပုံစံပဲဖြစ်နိုင်မလားဒါမို့ပထမအကြောလိုပဲကျွန်တော်ဒီ Liverpool အသင်းကလည်း PSG အမောင်းကိုစောင့်ကစားနေတယ်ပဲ Liverpool အသင်းကပဲထပ်ပြီးတော့ရက်လက်ကောင်းရရှိအောင် PSG အသင်းကိုပေးကူးမေးရအောင်ပေါ့နော်ကျွန်တော်ဒီပေးကူးခွင့်မပြုအောင်အကောင်းဆုံးကြိုးစားကစားပြီးတော့ကျွန်တော်ဒီပေးကူးမေးတဲ့နိုင်ငံတော်ဘက်ကိုထပ်ပြီးဖို ော်ဆောင်နိုင်မလားပေါ့အဲ့လေကျွန်တော်ပြန်ပြီးကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒီနေ့သင်နောက်ဆုံးတွေ့ဆုံခဲ့တာက2018ခုနှစ်က Champion League ရဲ့ဒါကျွန်တော် Group Stage မှာတွေ့ဆုံခဲ့တယ်ဆိုတော့အဲ့ဒီမှာတော့ကျွန်တော်တို့ဒါ Paris Saint-Germain အသင်းကတော့သူတို့ရဲ့အိမ်ကွင်းမှာအနိုင်ရရှိခဲ့တယ်လို့ပြောပို့သင်ရလဲသူတို့အိမ်ကွင်းမှာအနိုင်ရရှိခဲ့တယ်ဆိုတော့တကူအတားရင်းနဲ့ပဲသူတို့အနိုင်ရရှိခဲ့တာဗျဆိုတော့နောက်ဆုံးကတော့ဒါ6သင်းရှုံထွက်အဆင့်ပထမအကြော့မှာလေပေါ်ဘူးအသင်းကဒါ Paris Saint-Germain အသင်းရဲ့အိမ်ကွင်းမှာ1-0ဆိုတဲ့ရလဲဒီရလက်ကဒီဒူရီယာအကြော့မှာသူတို့တော့တော်တော်ကြီး effect ဖြစ်လာမှာဗျလေပေါ်ဘူးအသင်းကဒါသူတို့ရဲ့နောက်တန်းသာဒီနေပွဲစဉ်မှာအဲ့ဒီန နေ့အပွဲစဉ်မှာသူတို့အလုံးမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဒါကဲပြီးဒါ twin goal တွေနဲ့ပေးရပြီးတော့ဒါရှုံးအောင်ရှုံးသွားနိုင်တဲ့အနေအထားရှိရာကနေပြီးတော့ Liverpool တင်အကောင်းဆုံးခုခံပြီးကစားတယ်နောက်ဆုံးကြာ twin goal တကူ twin ယူနေခဲ့ပြီးတော့အဲ့ဒါရလတ်နဲ့ပဲဒါပွဲပြီးသွားခဲ့ပေါ့ဆိုတော့ဒီဒုတိယအကြုံမှာတော့သူတို့အဲ့ဒီပုံစံမျိုးကိုထပ်ပြီးတော့လုပ်ပြနိုင်မလားဆိုတော့ Paris Saint-Germain အသင်းကဒီပထမအကြောအလို့ဒါကစားရင် Liverpool အသင်းအတွက်အခုပြောခဲ့သလိုပဲဒါခက်ခဲလာမဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်ပထမအကြောအထက်စာရင်တော့ပို့ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းနေရဖြစ်ပါတယ် ဟုတ်ကဲ့ပါခွေကျွန်တော်ဒါလီဗာပူးအသင်းနဲ့ပရချင်းချမင်းအသင်းတော့16သင်းချန်ပီယံလိရဲ့ရှုံးထွက်အဆင့်မှာဒါကျွန်တော်ဒုတိယအကြော့ဖြစ်နေရှင်ပြန်ကစားရမယ်ပထမအကြော့တော့လီဗာပူးအသင်းကအနိုင်ရရှိတာလို့သူတို့အတွက်ကတော့ပို့ပြီးတော့ chance ကပို့ပြီးတော့များတယ်ဗျာခိုင်နှုံးပို့ပြီးတော့များတယ်ဒီနေ့မှာဒါပရစီချမင်းအသင်းကတော့တရားစီလုံးစာသူတို့ရဲ့လူစင်းအင်အားအရာဒါတော်တော်လေးကိုကောင်းမွန်ခဲ့တယ်လို့ဒါဒဏ်ရာကင်းစင်ခဲ့တာကလည်းဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်ပြင်သင်းလေးမှာလည်းအဆင့်တစ်ဖြစ်နေတယ်လို့ချန်ပီယံလိမှာလည်းအခြေအနေတွေကောင်းနေရဆိုတဲ့အနေအထားတစ်ခုရောက်ရှိလာတယ်ဆိုတော့တစ်ဖက်ကလီဗာပူးအသင်းကတော့သူတို့အနေနဲ့အဓိကကစားသမားအချို့ကတော့ဒါဒဏ်ရာ ြဿနာလေးတွေနည်းငယ်ရှိနေတာတွေ့ရတယ်ဆိုပေမဲ့ဒါကျွန်တော်အရင်ကြီးတော့ဒါများပြားတဲ့ပမာဏမဟုတ်ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာနှစ်သင်းစလုံးကအကောင်းဆုံးလူစင်းတစ်ခုကိုထုတ်လာနိုင်ရည်ရှိတယ်ဆိုတော့လီဗာပူးသင်းကတော့ဒါရှေ့မှာလဲသူတို့ဒါညူကာဆယ်အသင်းနဲ့ကာရာဘောင်းဖိုင်နယ်ကိုဆော့အောင်မယ်ဆိုတော့ဒီအတွက်များကျွန်တော်လူစင်းအင်အားကိုဘယ်လိုမျိုးဒါလှည့်ပြောင်းလုပ်ပြီးတော့အသုံးချမှာဒါမှမဟုတ်ရင်ဒါအကောင်းဆုံးလူစင်းတစ်ခုကိုပဲသူတို့ဒါပွဲစဉ်နှစ်ပွဲစလုံးမှာထုတ်ပြီးတော့သုံးလာနိုင်မလားပရင်းစင်ဂျာမင်အသင်းကတော့သူတို့ရဲ့အကောင်းဆုံးဆိုတဲ့လူစင်းတစ်ခုကိုထုတ်လာနိုင်သေးတဲ့အခြေအနေတစ်ခုမှာဒါလီဗာပူးသင်းအတွက်အခက်အခဲလေးများရှိနိုင်မလားဆိုတော့ဒီနေ့ပွဲစဉ်မှာလူစင်းအင်အား 不是，不用人力，皮不里边。 ဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းရဲ့လူစင်းအရာကျွန်တော်ဒန်ရဆင်ကိုအရင်ဆုံးကြည့်ရမယ်ဆိုတော့ PHG တင်းရဲ့ဒန်ရဆင်ကလုံးဝဘာမှမရှိဘူးဗျအကုန်လုံးကဒန်ပြဿနာကင်းစင်နေပြီးတော့ကစားသမားအင်ပြအပြအကုန်လုံးကျွန်တော်တို့တုံးညင်လူတုံးလို့ရတဲ့အနေအထားမှာရှိတယ်တစ်ဖက်ကလီဗာပူးကိုပြောင်းချင်တော့လီဗာပူးကကျွန်တော်တို့ခန်စင်ပိုင်းကဂိုမတ်စ်ကပြီးတော့ကြောင်ချင်ခန်စင်ပိုင်းညာတောင်မှကစားသမားဖြစ်တဲ့ဘရက်ဒလီရဲ့ပြီးတော့အတိုက်စပိုင်းကကျွန်တော်တို့ကိုဒီကပူးကပြီးခဲ့တဲ့နောက်ဆုံးဆောက်တတန်နဲ့ပွဲစဉ်အထိပေါ်ကျွန်တော်တို့အတင်းရဲ့လူစင်းထဲမှာပြောင်းပြီးမပါဝင်နိုင်သေးဘူးအဲ့တော့ဒီပွဲစဉ်မှာကိုဒီကပူးထပ်ပြီးတော့ကျွန်တော်တို့ပါဝင်ပါမလားဆိုတဲ့တနေရာလေးတော့ရှိမိတယ်ဗျအဲ့တော့လီဗာပူးတင်းရဲ့သူတို့ရဲ့အဓိကကစားသမားအချို့တွေကဆိုရင်တော့ကျွန်တော် ီဂိုမက်စ်နဲ့ကိုရီကပ်ပိုကတော့ဒီပွဲစဉ်တွေအတွက်ကျွန်တော်ပေါင်ဖို့မလွယ်ဘူးပေါ့နော်အဲ့တော့လက်ဘိုးသင်းမှာတော့ဒန်ပြဿနာနည်းနည်းလေးတော့ရှိရဲဒါပေမဲ့အရန်ကြီးကြီးမှတော့မဟုတ်ဘူးတကူးရှိတာကျွန်တော်ဒီနှစ်သင်းလုံးကပြီးခဲ့တဲ့ကျွန်တော်စီရင်တူနေမှာနှစ်သင်းလုံးကသူတို့ရဲ့လိပွဲစဉ်ကိုကစားထားရတယ် အဲ့ဒီမှာဘာတော့တွေ့လဲဆိုကျွန်တော်ဒီလီဗာပူးအသင်းကတော့တို့ရဲ့အဓိကကစားသမားတော်တော်များများကိုပြန်ပြီးတော့လိပွဲစဉ်ဆော့တန်နဲ့ပွဲမှာတုံးခဲ့ရကျွန်တော်တွေ့ရရဲ့ဗျာကျွန်တော်ဒီခန်စပိုင်းမှာဆိုရင်ကျွန်တော်ဒီရောဘီဆန်ကလွန်ရင်ကျနေကုဒူမာရောဖန်တိုက်တို့ကိုနာတေးတို့အလက်ဇန္ဒားအာနူတို့အကုန်လုံးတုံးခဲ့တယ်ကွင်းလယ်မှာဆိုလဲဂရမ်မာဘက်တို့ဆပိုစလိုင်းတို့လိုင်းနဲ့မှာတုံးခဲ့တယ်အဲကျွန်တော်ဒီအလက်စတာအနာပေးပြီးတော့မက်အလက်စတာအနာပေးပြီးကာတီဂျုံကိုပြန်ပြီးတုံးခဲ့ရတယ်ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒုတိယပိုင်းအစမှာပဲမက်အလက်စတာကိုလည်းပြန်ပြီးတော့တုံးခဲ့ရတယ်ဗျာတို့ရဲ့ပထမပိုင်းရလက်ပိုင်းအရာကျွန်တော်ဒီရောဘီဆန်တို့မက်အလက်စတာတို့ဒုတိယပိုင်းမှာတကူးမရှိတဲ့ရှုံးနေချိန်မှာပြန်ပြီးတော့တုံးခဲ့ရတယ်တိုက်စစ်ပိုင်းကဆိုလဲဆာလက်စ်တို့ဒီယက်တို့အနာမ ပေးပဲနဲ့ကျွန်တော်ဒီကိုဂျိုတာတယောက်တည်းကိုပဲအနာပေးပြီးဒါဝင်နူးနဲ့ကိုတုံးခဲ့တယ်ကျွန်တော်တွေ့ရတယ်အဲ့တော့သူတို့အသင်းမှာအနာရသွားရဆိုရယ်ကစားသမားကကျွန်တော်ပွဲအပြစ်အနာရသွားရကစားသမားမရှိဘူးဗျာ မရှိတဲ့အပြုံမှကျွန်တော်နေစောက်တတန်နဲ့လည်းကျွန်တော်နေတုံးကိုတကိုးဆိုရလနဲ့နိုင်ခဲ့တာမှတ်မိမယ်လေသူတို့ဒီလေစောက်တတန်ရဲ့ပထမပိုင်းကတကူကူမရှိတဲ့ဦးဆောင်ကြီးကိုခံခဲ့ရဖြစ်တဲ့ကြောင့်ဒုတိယပိုင်းမှာသူတို့ဒီအင်ပစ်အပြင်းနဲ့ကျွန်တော်မိုဟာမက်ဆာလာတို့ဆိုကျွန်တော်ပွဲပီးရက်ထိကစားခဲ့ရတာကျွန်တော်တွေ့ရတယ်ပေါ့အဲ့အလေးတွေပွဲပန်းတဲ့တောင်မှာကျွန်တော်ပြန်ပြီးကြုံရမှာပေါ့တစ်ဖက်က PSG ကိုပြန်ကြည့် PSG ကတော့အဲ့နဲ့ဆန့်ကျင်ပဲဗျသူတို့ရဲ့အဓိကကစားသမားတော်တော်များများအကိုအနာပေးပြီးတိုက်စပန်မှာဆိုလို့ကျွန်တော်ဒမ်လီလို့ Coverage Clear လို့ပြီးတော့နောက်ထပ် Gonzalo Ramos လို့ဘာလို့ကျွန်တော်တို့ဒီသုံးခဲ့တယ်ဆိုပေမဲ့လည်းအကုန်နီးပါးပြန်ပြီးတော့အနာပေးထားတယ်တိုက်စစ်ပိုင်းမှာဆိုဘာကိုလာကွင်းလင်းမှာဆိုဂျောင်နီးဖက်နဲ့ခန်းစ Isaac ကစန်တဘက်ကစားသမားပတ်ချူကလည်းကျန်တဲ့ကစားသမားအကုန်လုံးအနာပေးခဲ့တွေ့ရတယ်။အဲ့တော့ဒီကစားသမားတွေအဓိကလှူစင်းအရာတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ PSG အသင်းရဲ့ကစားသမားတွေကပို့ပြီးတော့အနာရရှိခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျ။အဲ့တော့ဒီပွဲစဉ်မှာလည်းနှစ်သိန်းလုံးကတော့ပထမကျောကလှူစင်းတော့အရင်ကြီးတော့အပြောင်းလဲလုံးမှာမဟုတ်ဘူး။အပြောင်းလဲလုံးကောင်းလုံးနိုင်ရင်တော့ PSG ကတော့နည်းနည်းပပကျွန်တော်ဒီတိုက်စစ်ပိုင်းနဲ့ခံစစ်ပိုင်းမှာအပြောင်းလဲလေးလုံးနိုင်တဲ့အနေအထားလေးရှိမယ်ဗျ။ဖြစ်နိုင်မဲ့ line နဲ့လှူစင်းကိုကြည့်ရမယ်ဆိုတော့ကျွန်တော်ဒီလေဘိုးသင်းကတော့ဂူမနီယာမှာ lesson page ကညဘက်ချမ်းခံစစ်မှာ lesson အာနုဘဘက်ချမ်းမှာ robinson ခစက်တူနုနေရာမှာ Fager Van Dyne နဲ့ Corner Day နဲ့ပြီးတော့ Queen Lane အတွက်ဖက်မှာဆိုတော့ကျွန်တော်ဒီ Garvin Vash နဲ့ Matt Alistair ကိုထပ်တွေ့ရမှာဖြစ်ပြီးတော့ Number 10 Room မှာတော့ Sabo Sly ၊ညာဘက်ချမ်းမှာတော့ Mohamed Salah ၊ဘက်ဘက်ချမ်းမှာတော့ Louis Diaz နဲ့ Number 9 Room မှာတော့ Diego Jota ကိုပဲထပ်ပြီးတွေ့ရဖို့ရှိပါလိမ့်မယ်ဗျ။ ဒါကတော့လက်ရှိ Liverpool အသင်းရဲ့လူစင်းရအကောင်းဆုံးနဲ့ကျွန်တော်ဖောင်အမှန်ဆုံးလူစင်းဖြစ်ပြီးတော့တစ်ဖက်က PSG ကိုပြန်ကြည့်ရမယ်ဆိုတော့ PSG ကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်တို့အသုံးပြုခဲ့တဲ့လူစင်းကိုမှကျွန်တော်ဒီခံစစ်ပိုင်းမှာတော့နည်းနည်းလေးအပြောင်းလဲလုပ်ကောင်းလုပ်နိုင်တယ်တိုက်စစ်ပိုင်းမှာ Goncalo Ramos ဆိုပါတော့ပြန်ပြီးတွေ့ကောင်းတွေ့ရနိုင်တယ်ဗျအဲ့တော့ PSG အသင်းဖြစ်နိုင်မယ့်လူစင်းကတော့ကုသမနေရမှာတော့ဒိုနိုရာမယ်ဘဘချန်းခံစစ်မှာကျွန်တော်ဒီ Nuno Mendes ကိုပြန်တွေ့ရမယ်ညာဘက်ချမ်းမှာ Hakimi ခံစစ်အတင်းနေရမှာတော့ဒီပွဲစဉ်မှာကျွန်တော်တို့ ဘယ်ရီဒွန်နဲ့မာကွင်းဟိုစတာမို့ကျွန်တော်တို့မာကွင်းဟိုစ်ကိုဆက်သုံးမယ်ဆိုရင်မာကွင်းဟိုစ်နဲ့ကျွန်တော်ဒီအဲကင်မပေတို့ဘာကိုပြန်ပြီးတွေ့ရတဲ့အနေထားလေးပေါ့နော်ပါချိုတို့ဘာတို့အနာပေးရတို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ PSG အတင်းရဲ့ခန်းစစ်အတင်းတို့နေရာမှာတော့နည်းနည်းလေးအပြောင်းအလဲလေးရှိမယ်လို့ကျွန်တော်ထင်မိရပြ ကွင်းလင်အတွက်ဖြစ်မှာတော့ PSG သေးရဲ့အကောင်းဆုံးကွင်းလင်ကစားသမားဖြစ်တဲ့ Jaonis Ball, Vitinha, Fabian Ruiz ဒီကစားသမားတွေပဲထပ်ပြီးပွဲထွက်လာမှာဖြစ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုတော့ Bebe Chan မှာ Bagula ပွဲထွက်တယ်ဆိုရင်တော့ Bebe Chan မှာ Bagula, Johnny Osmani Dembele ရနံပါတ်9ရိုးမှာပုံစံမျိုးနဲ့ Force 9ကစားပြီးတော့ Nyabe Chan မှာ Kravet Shaklia အဲ့လိုမှမဟုတ်ဘဲနဲ့နံပါတ်9ရိုးစစ်စစ် Goncalo Ramos ကိုအသုံးပြုမယ်ဆိုရင်တော့ Bagula ကိုပြန်ပြီးအနားပေးပြီးတော့ Dembele, Kravet Shaklia နဲ့ Goncalo Ramos ရဲ့တိုက်စစ်အတွက်ကိုလည်းကျွန်တော်တို့တွေ့ကောင်းတွေ့ရနိုင်တယ်ဗျ။အဲ့တော့ Lucien အရာတော့နှစ်သင်းလုံးမှာအရင်ကတော့ကွာဟာချက်မရှိဘူး။အဲပထမအကြုံမှာလည်းကျွန်တော်တို့ဒါကိုကျွန်တော်တွေ့ခဲ့ आ रहे PG ကလိုရင်လိုသလိုသူတို့မှလည်းလေပြောင်းအကူပြောင်းလို့လို့ရတဲ့လူစင်းတွေအများကြီးရှိသလိုလေဘဘူးအသင်းနဲ့ကျွန်တော်တို့လိုရင်လိုရတယ်လို့ပွင့်လင်းမှာဆိုကျွန်တော်တို့ Harvey Elias တို့ Curtis Jones တို့ထည့်သွင်းသုံးပြုလာတို့ခန်းစစ်ပိုင်းမှာဆိုလည်းကျွန်တော်တို့ Robinson အကဲကစားကြသွားခင်ကျွန်တော်တို့ Smikas တို့ဘာလို့ပြန်ပြီးသုံးနိုင်လေလို့လို့ရပြတိုက်စစ်ပိုင်းမှာဆိုရင် Darwin Nunes တို့ဘာလို့ပြန်ပြီးအသုံးပြုလို့ရဆိုနှစ်သင်းလုံးရဲ့လူစင်းအရာတော့အရန်တော့ကျွန်တော်တို့ကြီးမားမရှိဘူးဒါပေမဲ့တခုကျွန်တော်ဆိုရင်ကလေဘဘူးအသင်းရဲ့ကစားသမားတွေပူပတ်မှုဒဏ်ကိုကျွန်တော်လေးဆိုရင်ねဒါပေမဲ့ဒါကလည်း Anfield Queen ရဲ့ကျွန်တော်တို့ပြည်သက်အားပေးမှုအရာတော့ဒါတွေကိုအကောင်းဆုံးတုံ့ပြန်ပြီးလေဘဘူးအသင်းအနေနဲ့ကျွန်တော်တို့ကောင်းကောင်းလေးကစားနိုင် ယ်လို့ထင်တယ်ဗျာအော်ဒီပွဲစဉ်ကတော့ပထမအကျုပ်ပွဲစဉ်နဲ့ဆိုင်ပို့ပြီးတော့နှစ်သင်းလုံးရဲ့ကျွန်တော်တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်ကောင်းနေပို့ပြီးထထွေ့ရမယ့်ပွဲစဉ်တွင်းကိုတွေပို့ပြီးတော့တွေ့ရမယ့်ပွဲစဉ်တွေကများဖြစ်နေမလားတော့ကျွန်တော်တို့ထင်မိတယ်ဗျာအဲ့တော့ဒီနှစ်သင်းရဲ့လက်ရှိလူစင်းအင်အားရောတော်တော်လေးကိုကြီးလို့ကောင်းမယ့်ပွဲစဉ်တွေကိုထပ်ပြီးတော့ဖော်ဆောင်သွားမယ့်အနေအထားလေးမှာရှိပါလိမ့်မယ်ဗျာဟုတ်ကဲ့ကိုကြီးဆိုတော့ PSC အသင်ကတော့ဒါပထမအကျုပ်အပွဲစဉ်အတိုင်းဒါကျွန်တော်လူစင်းအင်အားကိုပြန်ပြီးတော့ထုတ်လာနေတယ်သူတို့ကကြားထဲမှာလည်းအနာပေးထားတာရှိတော့ဆိုတော့အဓိကဒီသူတို့ရဲ့ဒါလူစင်းအင်အား17ယောက်စလုံးကဒါကျွန်တော်လန်လန်ဆန်းဆန်းနဲ့ကစားနိုင်မယ့်အနေအထားရှိရဗျာလီဗာပူးအသင်ကတော့ဒါပြောမယ်ဆို ို့ရှိရင်တို့အနေနဲ့ပွဲစဉ်တိုင်းမှာဒီအကောင်းဆုံးဆယ်လူစင်းရုံပဲထုတ်သွားမှာဘာလို့လဲဆိုတော့တို့တို့ဒီဖလားလမ်းကြောင်းပေါ်မှာရှိနေရဲဆိုတော့ကာရာဖောင်းဖလားမှာလည်းတို့ final တက်သွားပြီဆိုတော့ဒါတစ်ဖက်ကပရီးမီးယားလိမှာဆိုလို့ရှိရင်တို့တို့ဒါပွဲစဉ်တိုင်းအကောင်းဆုံးရှင်ပြိုင်နေရတယ်ဗျဆိုတော့ဒီအနေထားပေါ်မှာဒါချန်ပီယံလိမှာလည်းထပ်ပြီးတော့ဒါကျွန်တော်ဆွတ်လျှောက်တင်ရှုံထွက်အဆင့်မှာဒါကျွန်တော်ရှင်ပြိုင်နေရတယ်ဆိုတော့ဒီလူစင်းရင်အင်အားနဲ့တခုတည်းနဲ့ပဲဒါကျွန်တော်ပွဲစဉ်ဒါ၃ပွဲလောက်ဆက်တိုက်ပေါ့နော်ဖလား၃လုံးလောက်ဆက်တိုက်ကိုတို့ရှင်ပြိုင်နေရတယ်ဆိုတော့ဒီလူစင်းအင်အားကျွန်တော်တို့ဒါပွဲပန်းနဲ့ကြံစည်နာလေးတော့ကျွန်တော်မြင်တွေ့ရတယ်ဥပမာကျွန်တော်ဒါမိုဟာမက်ဆာလာဆိုလို့ရှိရင်ဒ ဒါကျွန်တော်ပထမအကြော့တာ PSG နဲ့တွဲဆုံတဲ့ပွဲစဉ်အိမ်ကွင်းပွဲစဉ်မှာသူတို့နေအရင်ခြေစွမ်းမပြနိုင်ဗျာဒီအနေထားကြောင့်ဒါ Liverpool အသင်းရဲ့တိုက်စစ်ကလည်းနိုင်ငံရုံးကန်နေရတယ်ဆိုတာအဲ့ဒီပွဲစဉ်မှာကျွန်တော်တို့တွေ့မြင်ရစေတယ်ဆိုတော့ဒီကားကတော့ကျွန်တော်တို့ဒါလူစားဝင်ကစားသမား Elio ရဲ့ဒါ twin goal ချောင်းတာလင်းဒါသူတို့ပထမအကြော့မှာအနိုင်ရရှိခဲ့လို့ပြောရမှာဗျာဆိုတော့အဓိကပြောရမယ့်အချက်က Liverpool အသင်းရဲ့ခံစစ်ခံစစ်ရဲ့ဒါကျွန်တော်တို့ဂိုသမား Alisson တို့ဒါ Van Dijk တို့ Konate တို့အဲ့ဒီနေ့ကရုံးပြသွားတဲ့အနေထားတစ်ခုပါပဲဒါ Liverpool အသင်းကိုဒါဒီအနေထားတိဒါဒုတိယအကြော့မှာသူတို့အနေနဲ့အသာစီးရယူပြီးတော့စော်ကစားနိုင် ိုင်တဲ့အနေအထားတစ်ခုကိုရောက်လာတယ် PSG အသင်းကတော့ဒါတို့ရဲ့ဒါဒီလူစင်ကိုဝယ်ထပ်ပြီးတော့ထုတ်လာမယ်ဆိုတော့အဓိကကတော့တို့အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါရလကောင်တစ်ခုရရှိကြတယ်ဆိုရင်တော့တိုက်စစ်ကဒါကျွန်တော်တို့ပထမအကြော့အထပ်ပို့ပြီးတော့အလုံးလုံးပြမှာတော့ရမယ်ဗျဆိုတော့အဓိကအပိုင်ခွင့်ရေးတွေကိုမဖြုံးနှီးပန်းတဲ့ဒါကျွန်တော်တို့ရရှိတဲ့အပိုင်ခွင့်ရေးတွေ short တွေအကုန်လုံးကိုဒါ twin goal အဖြစ်နဲ့ပြောင်းလဲနိုင်ဖို့အတွက်ကဒါ PSG အသင်းဘက်ကလိုအပ်နေတဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတော့ Liverpool အသင်းကတော့ဒီလူစင်နဲ့ပဲဒီပုံစံတစ်ခုနဲ့ပဲတို့ဆက်ပြီးတော့ခုခံကစားသွားမယ်ဆိုတဲ့အနေအထားတစ်ခုမှာ Liverpool အသင်းကိုတော့ဒါသေချာတာတစ်ခုအ တော့အရင်ကျွန်တော်တို့ chance တွေပေးလို့မရဘူးနောက်တစ်တစ်ခါကကျွန်တော်တို့ဒါပြန်လာမဲ့ counter attacking တွေကိုကျွန်တော်တို့အရင်ကဂယူ site ကမှပြပါလို့ဆင်ချမယ်တင်ရပါဘာမှအကျော်လောက်ကတော့သူတို့အနေနဲ့အရင် attacking attacking တောက်လျှောက်လိုက်လို့တော့မရဘူးဆိုတဲ့အနေထားတစ်ခုမှဒီနေ့ပွဲစဉ်ကလည်းဒီနှစ်သင်းစလုံးအတွက်လူစင်းအင်အားအရာတော့အရင်ကွာခြားနေတာမဟုတ်ဘဲနဲ့ဘယ်အသင်းရဲ့ tight set ကပို့ပြီးတော့အလုပ်ဖြစ်လာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒါအနိုင်ရှုံးအဖြစ်အသေးကွဲသွားနိုင်ရရှိပါတယ် ဟုတ်ကဲ့ပါဆိုကျွန်တော်ဒါ PSC အသင်းနဲ့ Liverpool အသင်းတော့ချန်ပီယံလိ16အသင်းရှုံးထွက်အဆင့်ဒုတိယအကြော့မှာဒါပထမအကြော့ကတော့ Liverpool အသင်းကအနိုင်ရရှိထားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒုတိယအကြော့မှာသူတို့ရဲ့အိမ်ကွင်းဆိုတော့သူတို့မယားပို့ပြီးတော့အားသာချက်တွေဖြစ်လာနိုင်မလားဒါမှမဟုတ်ရင် Paris Saint-Germain အသင်းကလည်းဒါပထမအကြော့အလိုမျိုးသူတို့အကောင်းဆုံးခုခံပြီးတော့ကစားမယ်ဆိုလို့ရှိရင်ဒါ Liverpool အသင်းအတွက်ခက်ခဲတဲ့ပွဲစဉ်တွေပွဲများဖြစ်လာမလားဒါမှမဟုတ် Paris Saint-Germain အသင်းကဒါပထမအကြော့အလိုသူတို့ခံစစ်ကိုတိုးမပေါက်ဘဲနဲ့သွင်းကိုမသွင်းယူနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒါ Liverpool အသင်းကဒါကောင်တာအတက်ကင်းနေဒါမှမဟုတ်ရင်ကျွန်တော်ပထမအကြော့ကနိုင်ထားတဲ့ရှာလက် တစ်ခုနဲ့ဆွဲခေါ်ပြီးတော့နောက်ထပ်တဆင့်ကိုတက်လန်းသွားနိုင်မလားအကိုရဲ့အမြင်လေးရောဒီနေ့ပွဲစဉ်မှာဘယ်လိုမျိုးဖြစ်မလဲဗျဂိုးရလက်အနေနဲ့ရောဘယ်လိုမျိုးပုံစံနေဖြစ်လာမလဲ ဟုတ်ကဲ့ပါကိုကြီးပထမအကြောင်းပွဲစဉ်လေးကြောင်းပြန်ပြီးအချင်းချင်းသုံးသက်ကနေဖက်ဖက်ကအတားစီရခဲ့တာ PSG အသင်အပြကျွန်တော်ဒီ position မှာရောကျွန်တော်ဒီ person မှာရောပြီးတော့ကျွန်တော်ကိုနာဆိုရင်လည်းဆလင်းလုံးအောင်ထိရရှိခဲ့ပြီးသူတို့စွမ်းဆောင်ရင်ကောင်းပြခဲ့ဒါပေမဲ့အဲ့ဒီအကုန်လုံးအတွင်းကိုအဖြစ်ကျွန်တော်တို့မပြောင်းလဲနိုင်ခဲ့ဘူး total shot မှာဆိုကျွန်တော်28ချင်းရှိတယ် shot on target 10ချင်းရှိတယ် pitch and 3ချင်းရှိတယ်အဲ့ဒီအကုန်လုံး Alisson Baker မကျော်ဖြစ်နိုင်တဲ့ကြောင့်မို့အတွင်းကိုတကူမှမရရှိခဲ့ဘူးဗျအဲ့ဒီအတွက်ကြောင့်မို့နောက်ဆုံးပွဲခစားချင်းပြီးကန်ဒီ Harvey Elliott ရဲ့ ကန်သွင်းချက်တစ်ချိန်လူစားဝင်ပြီးပထမဆုံးထိချက်မှာကန်သွင်းရတဲ့အတွင်းကိုကသူတို့အတွက်ကျွန်တော်ပြောမယ်ဆိုဒီပွဲစဉ်တွေတော်တော်လေးကိုဖိအားများတဲ့အနေအထားကိုရောက်သွားစီရယ်ပေါ့အဲ့တော့လီဗာပူးကလည်းဘာကြောင့်အဲ့ပွဲစဉ်မှာရုန်းကန်လိုက်ရလဲဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းရဲ့ကစားသမားတွေရဲ့ပွဲပန်းတဲ့တောင်ကျွန်တော်အထင်သာတွေ့ရတယ် PSG ကတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုတော့ကျွန်တော်ဒီ France League မှာကစားတဲ့ Ligue 1မှာကစားတဲ့ကျွန်တော်အသင်းဖြစ်တဲ့ကြောင့် Ligue 1မှာသူတို့အသင်းရဲ့လူအင်အားကိုတခြားဘယ်အသင်းမှမရှင်နိုင်တာဖြစ်တဲ့ကြောင့်မို့ဒီလိုမျိုးအရေးကြီးရဲ့ပွဲတွေကြရင်သူတို့ကအဓိကကစားသမားအစုံလင်းတုံးလို့ရအောင်သူတို့ Ligue 1ရဲ့ကျွန်တော်ဒီလိုမျိုးအရေးကြီးရဲ့ပွဲတွေမတိုင်ခင်ပွဲဝမှုတန်မခန့်အောင် rotation တွေအကောင်းဆုံးလုပ်ပြီးသူတို့ကစားလို့ရပြီဒါတော့ကျွန်တော်ဒီ Ligue 1မှာသူတို့ရဲ့အားသာချက်တစ်ခုပေါ့နော်လေဘဘူးကြတော့အဲ့လိုလုံးလုံးမရအောင်ဗျဒီခုဂျားထဲမှာကစားခဲ့ရတဲ့စော်တာတန်နဲ့ပွဲစဉ်မှာသူတို့ရဲ့အဓိကကစားသမားအစုံလင်ကိုတုံးပြီးတော့ကစားရတာဗျအဓိကရက်လက်ကောင်းအောင်ပေါ့အဲ့တော့ ဒီအပင်းလေနောက်ထပ်လာမယ့်ပွဲစဉ်မှာကျွန်တော်နျူကာဆယ်နဲ့ထပ်ပြီးတွေ့ရဖို့ရှိမယ်နျူကာဆယ်နဲ့ပွဲလေကရဘောင်းကပ် AFL ကပ်ကဖိုင်နေအဲ့တော့အခက်မသိရင်တပတ်သွင်းမှာပဲသူတို့ဖလားနှလုံးလုံးကနေကျွန်တော်တို့လက်လွတ်သွားရပွဲရှိသလိုအကယ်၍သူတို့ရဲ့ရက်လက်ကောင်းတာရရှိအောင်ဆွမ်းဆောင်ထားနိုင်ကြလေဖလားနှလုံးလမ်းကြောင်းကနေထပ်ပြီးတော့ AFL ကပ်မှာဆိုလဲနိုင်မယ်ဆိုကျွန်တော်ဒီချန်ပီယံဖြစ်မယ်ကျွန်တော်ဒီအခု ချန်ပီယံလိမှာဆိုလဲနောက်ထပ် quarter final အဆင့်တက်မယ်ဆိုတဲ့အနေအထားလေးကြုံသွားနေအဲ့တော့ပြောမယ်ဆိုဒီတစ်ပတ်ကတော့ Liverpool အသင်းအတွက်တော်တော်လေးအရေးကြီးတဲ့အပတ်ပေါ့နော်အဲ့တော့ဒီ PSG နဲ့ပွဲမှာ yellow ကောင်းလာရင်တို့ရဲ့ဒီက mentality ရဲ့ winning mentality ဥစ္စာနောက်ထပ်ကျွန်တော်တို့ Newcastle နဲ့ထပ်ပွဲကိုပေါ့နော်ထပ်ပြီးတော့တည်ဆောင်သွားလို့ရမယ်သူစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့မြင့်တက်သွားမယ်စိတ်တက်ပိုင်းဆိုင်ပို့ပြီးတက်ကြောက်သွားမယ်အနေအထားရှိအကဲ့ ်ဒီပွဲစဉ်မှာရက်လက်မကောင်းခဲ့လိုက်ရင်ဒီရဲ့ရက်လက်ကအကျိုးတက်ရောက်မှုနဲ့စိတ်ပန်းဆိုင်ရာရိုက်ခတ်မှုကနောက်ထပ်တပွဲထိထပ်ပြီးတော့ဖြစ်လာနိုင်တဲ့အနေအထားလေးရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့လဘူအသင်းပထမကြောင်းမှာကစားခတ်သွားတဲ့အနေအထားကကျွန်တော်ဒီ PSG သင်တဲ့ဘက်တွေကိုသူတို့ pressing လုံးလို့မရတဲ့အနေအထားကနေစပြီးတော့လီဗာပူးသင်ကစားခတ်သွားတယ်။ဘာကြောင့်အဓိကဆုံး PSG ကဘက်တက်လုတဲ့ခါကျရင်ကျွန်တော်တို့ ကိုသူမအနေစတဲ့နေရာမှာသူတို့ကဗီတီဟာဟိုးနောက်ထိဆင်းပြီးတော့ကျွန်တော်တို့ဗီတီဟာရဲ့မာကွန်ဆုရဲ့ပါချိုရဲ့စပြီးဘဲတဲ့ပလေးတဲတဲ့သရီပတ်ပုံစံမျိုးနဲ့စပြီးတဲပြီးနိုနိုမန်နက်စ်နဲ့ဟာကီမီနဲ့ကွင်းလယ်နှစ်ဖက်လောက်ကွင်းလယ်ထိလောက်ပေါ့နော်ကွင်းလယ်စီလောက်ထိတက်ပြီးတော့နှစ်ဖက်တောင်ပိုင်းကိုချဲထားပြီးတော့ကစားတဲ့နေရာမှာလီဗာပူးသင်းရဲ့ပရက်ဆင်ပိုင်းမှာတော်တော်လေးကိုဒုက္ခရောက်သွားတွေ့ရတယ်။အဲ့လိုပြုံမှာအော်စမန်နီဒမ်ဘီလီကလည်းနံပါတ်9ရိုးမှာပွဲထွက်လာရဆိုမဲ့သူက force 9ပုံစံမျိုး free roll နဲ့ကွင်းလယ်ကနေအကျော်နီဘောလုံးလေးကိုစင်တောင်းပြီးတော့တစ်ဖက်က Gabriel Shakelia တို့ Bacola တို့ Fabian Roos တို့ Jao Nevers တို့နဲ့တွဲကစားတဲ့အချိန်မှာ Vidi Ha Jao Nevers Palace Fabian Ruiz ကိုကွင်းလည်ရအလုတ်ကိုတော့ Liverpool ရဲ့ Graven Bash ကမတ်လစ်စတာရဲ့ Subbu Slide ရဲ့ Live ပို့တော်တော်လေးခတ်တော့အဓိကတော့တောင်ဝမ်နှစ်ဖက်မှာရောက်ရှိနေတဲ့ Hakimi နဲ့ဒီဘက်ကကျွန်တော် Nuno Mendes ရဲ့ဝင်းနေမှာမှာ Mohamed Salah တို့ကျွန်တော်နောက်ဘက်ကတစ်ဖက်က Luis Diaz တို့က cover ပြန်လုပ်ပေးဖို့တော့တော်တော်လေးကိုခက်ခဲသွားတဲ့အနေအထားမှာ PSG အသင်းရဲ့ကွင်းလည်ပိုင်းက Liverpool အသင်းရဲ့ကွင်းလည်မှာတော်တော်လေးဆူဆူမွမွနဲ့ကစားသွားနိုင်တယ်အဲအကြောင်းမို့လို့ကျွန်တော်ဒီ position နေမှာရော passing နေမှာရော Liverpool အသင်းနေနဲ့ပထမအကြောင်းမှာတော်တော်လေးရုန်းကန်ခဲ့ရတာဗျဒါပေမဲ့ဒီဒုတိယအကြောင်းမှာတော့ဒါတွေကိုပြန်လည်ဖြည့်ရှင်းဖို့အတွက် Arne Slot အနေနဲ့ပြင်ဆင်လာမယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့လိုမှမဟုတ်ရင်ကျွန်တော်ဒီပထမအကြော ောင့်လို့မှလို့ပဲ PSG တင်းရဲ့ကြုံလေးစိုးမိုးခြင်းကိုခံရပြီးတော့ကွင်းလေဘက်ပိုင်းအားထပ်ပြီးတော့အားနည်းချက်တွေပေါ်နေမယ်ဆိုရင်တော့ပထမချော့လို့ပဲအခွင့်အရေးတွေထပ်ပေးပြဖို့အတွက်အခဏိထားလေးရှိနေမယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ Alisson Becker ပထမချော့လို့ပဲအကောင်းဆုံးလက်စွမ်းတွေပြနိုင်ပါမလားဆိုတဲ့အနေထားလေးလည်းပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်ဗျအဲ့တော့ပြောမယ်ဆိုရင် Liverpool အသင်းအနေနဲ့ဒါတွေကိုဖြည့်ရှင်းဖို့အတွက်တော့ Arne Slot မှာတော့ကျွန်တော်ဒီနီးစနစ်ရှိရင်ရှိပါတော့မရှိရင်တော့နောက်ထပ် Liverpool အသင်းတွေကခက်ခဲတဲ့ပွဲစဉ်တွေပဲဖြစ်လာနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ Anfi Queen ရဲ့ကျွန်တော်ဒီ PR တန်းအောင်လဲ PSG အသင်းကမခံနိုင်ဘူးဆိုရင်လဲ PSG အသင်းအတွက်ဒုက္ခရောက်သွားနိုင်တဲ့ပွဲစဉ်တွေပဲဖြစ်လာနိုင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကကျွန်တော်ဒီပွဲစ ာတွေကပြည်ကြည်တင်ရလဲအနိုင်ပွဲရရှိအောင်တွင်ကိုရရှိအောင်ကျွန်တော်ပွဲစာတွေကဥဆောင်ပြီးတော့ကျွန်တော်တို့တွင်ကိုရရှိအောင်စူးစမ်းမှာဖြစ်တာနဲ့ညီတစ်ဖက်ကလေဘဘူးတင်ရလဲဒီ MF ရဲ့အားသာချက်ကိုအသုံးချပြီးပြည်ကြည်တင်ကိုဥဆောင်ခွင့်ရရှိအောင်စူးစမ်းပြီးစောစီပွဲဖြတ်ထားရင်တော့တို့တို့အတွက်လည်းနောက်ထပ် AACC နဲ့ဖြတ်သန်းရတဲ့ပွဲကြည့်မိနစ်တွေကိုကြုံသွားဖို့ရှိတယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ပြည်ကြည်တင်ကအဓိကဥဆောင်ကိုအစောဆုံးရွားခဲ့ရင်ဆိုတော့လေဘဘူးအတွက်လည်း PR တွေများလာနိုင်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်ကတော့ပထမအကြုံမှာတွင်ကိုတွေမြင်များဆက်ဆက်မမြင်တွေးခဲ့ရတဲ့အနေထားဒီဒုတိယအကြုံမှာတော့ထပ်ပြီးဖြစ်လာနိုင်ပွဲမရှိဘဲနဲ့အပြန်အလှန်တွင်ကိုတွေကျွန်တော်မြင်လာမယ်အနေထားလေးလို့ရှိမှထင်တယ် အနိုင်ရရှိဖို့အတွက်နှစ်သိန်းလုံးမှဇာတူအခွင့်ရရှိပြီးတော့ MF မှာဖြစ်တဲ့ကြောင့်လဘဘူးသိန်းကတော့ပို့ပြီးတော့ MF ကွင်းရဲ့အားသာချက်အရာတော့နည်းနည်းလေးညာကန်တော့များတယ်ဆိုပေမဲ့ PSG အသင်းကလည်းအရင် short တက်လို့မရတဲ့အနေအထားမှာကျွန်တော်တို့တွင်ကိုအများပို့ပြီးတော့စိတ်ချရမယ်အနေအထားဖြစ်မယ်ဆိုလို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကအနည်းဆုံးကျွန်တော်ဒီနှစ်ဖက်ဘူးပေါ့နော်တွင်ကနိုင်မယ်ဆိုရင်ဘက်ဘက်ကနိုင်နိုင်2-1ဆိုတဲ့ရက်လက်မျိုးတေးကြမယ်ဆိုရင်2-2ဆိုတဲ့ရက်လက်မျိုးနဲ့ကျွန်တော်တို့ဖြစ်နိုင်မှုအတွက်အနေအထားများပြီးတော့တွင်ကိုနှစ်သိန်းပေါင်းတွင်ကို3-4ကိုလောက်တွေးရမယ်ပွဲစဉ်တွေလို့ကျွန်တော်ထင်မိတယ်တစ်ဖက်တကူးစီနဲ့တေးရက်ရက်လက် ထွက်ပေါ်မှုကလည်းကျွန်တော်ဒီအခြေအနေနည်းနည်းပါးပါးရှိရဆိုရင်ဒါကတော့တော်တော်လေးကိုဖြစ်နိုင်ကြီးနေပြီးတော့ တကူးစီဆိုရဲတေရလိုက်တဲ့နှစ်သိန်းပေါင်းကျွန်တော်တို့ twin ကနှစ်ကူးတကူးဆိုပြီးတော့အကယ် PSG နိုင်လဲ21 level 9နိုင်လဲ21ဆိုတဲ့အနေထားပါနော်နှစ်သိန်းပေါင်း twin ကသုံးကူးနဲ့အထက်မှာရှိပြီးတော့တေဆိုတော့တူတူဆိုရဲရလက်နိုင်မယ်ဆိုတော့ဘယ်အသိန်းနိုင်နိုင်နှစ်ကူးတကူးဆိုရဲရလက်ကတာဖြစ်နိုင်ကြည့်အများဆုံးဖြစ်ပြီးတော့နှစ်သိန်းပေါင်း twin ကသုံးကူးနဲ့အထက်ကိုတွေးရမယ်ပွင့်စင်တူပဲဖြစ်မယ်လို့တော့ကျွန်တော်ပို့ပြီးတော့ထင်မိပါတယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဒီ countdown BHC အသင်းနဲ့ Liverpool အသင်းတို့တွေ့ဆုံတဲ့အခါမှာ Liverpool အသင်းရဲ့အိမ်ကွင်းဆိုတော့ဒါ BHC အသင်းကတော့အဝေးကွင်းမှာပို့ပြီးတော့ခတ်ခဲတဲ့ပွဲစဉ်တစ်ပွဲကိုလာပြီးတော့ကစားမဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဗျ။ဆိုတော့ဒီကောင်ကတော့ BHC အသင်းကပထမအကြိမ်မှာ တို့အနေနဲ့ကောင်းကောင်းလုပ်ပြနိုင်ခဲ့ရတဲ့ဒါနဲ့အတွင်းကူအဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာက PSG အသင်းအတွက်ဒါတော်တော်လေးကိုခက်ခဲသွားစေရလို့ပြောရမယ်။တစ်ဖက်ကလီဗာပူးအသင်းကတော့တို့ရရှိတဲ့ chance ကိုအကောင်းဆုံးအသုံးချပြီးတော့ဒုတိယအကြော့မှာလဲဒါအသာစီးအနေထားနဲ့ပဲဒါဆော့ကစားသွားဖို့ရရှိတယ်ဗျ။ဆိုတော့အခုပြောခဲ့သလိုပဲဒီနှစ်သင်းတွဲဆောင်တဲ့ဒုတိယအကြော့ပွဲစဉ်မှာတော့ဒါပထမအကြော့အလိုတစ်ဖက်နဲ့တစ်ဖက်ထိန်းကစားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါသူနိုင်ကိုနိုင်ပေါ့နော်။ဆိုတော့အပြိုင်ဆိုင်ဒါကျွန်တော်တို့အတွင်းကူတွေများများဆဆရဖို့အတွက်အကောင်းဆုံးအခွင့်အရေးတွေဖန်တီးလာတဲ့အရာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့ဒါတစ်ဖက်ကပြန်ကြည့်မယ်ဆို င်တော့ဒါလီဗာပူးအသင်းကတော့သူတို့အနိုင်ရရှိခဲ့တဲ့ရာလက်တစ်ခုတော့ဒါထိမ်းပြီးတော့ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်နောက်ထပ်တစ်ဆင့်တက်လန်းသွားဖို့ရရှိတယ်ဗျ။ဆိုတော့ဒီအနေထားမှာဒါ PSC အသင်းကတော့အ ਨੇ ဆုံးတကူအတာနဲ့အနိုင်ရရှိမှသာလျင်ဒါနောက်ထပ် chance တွေအတွက်သူတို့အကောင်းဆုံးအခွင့်အရေးတစ်ခုရရှိမှာဆိုတော့ဒီနေ့ပွဲစဉ်ကတော့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့သင်ရဲ့ခြေစွမ်းမအင်အားနဲ့လက်ရှိအနေထားတွေအရာတော့အရင်ကျွန်တော်တို့ဒါဘယ်အသင်းကနိုင်မယ်ဆိုတဲ့ပုံစံမျိုးထက်ဆိုင်အခုပြောသလိုပဲဒါအပြန်လန်သင်းကုန်းလေးတွေများမြင်ရမှာလားဗျ။တစ်ဖက်ကကြည့်မယ်ဆိုတော့လီဗာပူးအသင်းရဲ့ခံစင်းတဲ့ဂိုးသမားရဲ့စွမ်းဆောင်ရည်တ ကူကအရင်ဒါမြန်မာလုံးတယ်လို့ပြောရမှာဗျာဆိုတော့တစ်ဖက်က PSG အသင်းရဲ့တိုက်စစ်တွေအားလုံးသူတို့ခုခံဟန်တာနိုင်စွမ်းရှိတယ်ဒါမျိုးကိုသူဒုတိယအကြော့မှာတော့ထပ်ပြီးတော့လုံးပြနိုင်အောင်မလားအကြိမ်လုံးပြနိုင်ခဲ့မယ်ဆိုတော့ဒါလီဗာပူးအသင်းဘက်ကအားသာချက်တွေအများကြီးဖြစ်သွားနိုင်တယ်ဆိုတော့တစ်ဖက်က PSG အသင်းကဂိုးသွင်းဖို့ခက်ခဲနေတာတကူနဲ့နေမယ်သူတို့ဒါကျွန်တော်မိနစ်60အချိန်ပြည့်သွားတဲ့အနေအထားတစ်ခုလည်းဖြစ်လာနိုင်တယ်ဗျာဆိုတော့ဒီနှစ်ပွဲစဉ်မှာတော့ဒီနှစ်သင်းစလုံးရဲ့တိုက်စစ်တပိုင်းဆိုင်ရာအရာမှာဒါသွင်းကိုးတွေကိုကျွန်တော်မြင်တွေ့သွားရနိုင်ခြင်းရှိတယ်ဆိုတော့ဒါတရင်ရလက်ကလည်းဖြစ်နိုင်ခြင်းရှိတယ်ဆိုပေမဲ့ဒီနှစ်ပွဲစဉ်မှာတော့ကျွန်တော်အနိုင်ဆိုရင် ော် parents ချာမယ်အသင်းမမတော့ပို့ပြီးတော့နေကျင်နေဗျဆိုတော့ PSG အသင်းကအကဲနိုင်ခဲ့မယ်ဆိုတော့တို့လိုအပ်နေတဲ့တကူအတာလောက်ကိုရရှိအောင်ဖန်တီးသွားဖို့ရတော့ပို့ပြီးတော့များတယ်ဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုတော့ Liverpool အသင်းကတရေချာယုံနေနောက်ထပ်တစ်ဆင့်တက်မှာဆိုတော့တို့ရဲ့အကောင်းဆုံးခံစစ်ကဘယ်လိုမျိုးကြစ်ကြစ်လေးလေးနဲ့ဖွဲ့စည်းလာနိုင်မလဲဆိုတော့ပုံမှန်မူတည်ပြီးတော့ဒါ parents ချာမယ်အသင်းရဲ့တိုက်စစ်ကိုတို့ဟန်တာသွားတဲ့ပုံစံမျိုးတစ်ခုကိုကျွန်တော်မြင်တွေ့ရနိုင်ရရှိတယ်အကဲ PSG ဒီအသင်းကသာကျွန်တော်တို့ဒါကောင်းတာအတက်တွေကိုခွင့်ပြုခဲ့ရမယ်ဆိုလို့ရှိရင်လာလီဗာပူးအသင်းအတွက်ကလည်းဒါ chance တွေပို့ပြီးတော့ရနိုင်ရရှိတယ်။သူတို့ကတော့တလုံးဆိုတလုံးဒါဂိုးဖြစ်ပြောင်းလဲနိုင်နေဆိုတဲ့အနေအထားတစ်ခုမှာလီဗာပူးအသင်းအတွက်လည်း chance ကတော့ရှိနေတော့မယ်။ဒါပေမဲ့ကျွန်တော်အခုပြောခဲ့သလိုပဲဒီနှစ်သင်းရဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်ကအနည်းဆုံးဒါကျွန်တော်3-4လောက်ကနေစပြီးတော့ကြည့်ရမယ်ဗျာ။ဆိုအကယ်၍တရေဆိုရင်လည်းဒါ1-1လောက်ကနေစပြီးတော့ဖြစ်လာမဲ့တရေပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အကယ်၍ကျွန်တော်တို့အနိုင်ရရှိခဲ့မယ်တစ်ဖက်ဘက်ကအနိုင်ဆုံးတဲကွဲခဲ့မယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရာလက်လောက်ကနေစပြီးတော့ဒါကျွန်တော်တို့2-2ဒါကျွန်တော်3-2ဆိုတဲ့ရာလက်လောက်ထိဖြစ်သွားနိုင်ရရှိ ်ပြဒါပေမဲ့လီဗာပူးသင်းရဲ့ခံစစ်ကိုတော့ကျွန်တော်ပို့ပြီးတော့ယုံကြည်စိတ်ချတာဖြစ်တဲ့အတွက်2-1ဆိုတဲ့ရာလက်လောက်ကဒါကျွန်တော် PSG အသင်းအများဆုံးလုံးနိုင်မဲ့အနေအထားတစ်ခုလို့တော့ခံစားရတယ်အကယ်၍ကျွန်တော်ဒါမိနစ်60အတွင်းထဲမှာသာကျွန်တော် PSG အသင်းကအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါ2-1ဆိုတဲ့ရာလက်လောက်နဲ့အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်ပိုးပယ်နတီလောက်ထိတော့ဆက်ပြီးတော့ကြည့်သွားဖို့တော့ရှိပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတရေရာလက်ကဖြစ်နိုင်ခြင်းရှိတယ်1-1ဆိုတဲ့ရာလက်ကလည်းဖြစ်နိုင်ခြင်းရှိသလိုအကယ်၍အနိုင်ရရှိမယ်ဆိုတော့ PSG အသင်းက2-1ဆိုတဲ့ရာလက်လောက်နဲ့မိနစ်60အတွင်းထဲမှာတော့ဒီပုံစံနဲ့အပြေထွက်လာဖို့ရလဲရှိပါတယ်ဗျာ ုတ်ကဲ့ပါကိုကြီးကျွန်တော်လီဗာပူးအသင်းနဲ့ပဲရစ်ချာမင်းအသင်းတို့ရှင်ပြန်ကစားကြမယ်ချန်ပီယံလိ16သင်းရှုံးထွက်အဆင့်ရဲ့ဒုတိယအကြော့ပွဲစဉ်ရဲ့ပွဲချိန်လို့လည်းခြေတော့ပြန်ပြီးပြပြပြအောင်ဗျာဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ချန်ပီယံလိ16သင်းအဆင့်ဒုတိယအကြော့ပွဲစဉ်ဖြစ်အခုလာမယ့်အင်္ဂါနေ့ည2နာရီခွဲမှာရှင်ပြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့လီဗာပူးအသင်းနဲ့ပဲရစ်ချာမင်းအသင်းတို့ရှင်ပြန်ကစားကြမယ်ချန်ပီယံလိ16သင်းရှုံးထွက်အဆင့်ဒုတိယအကြော့ပွဲစဉ်ရဲ့ပွဲချိန်သုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ